နေ့7 TV ရဲ့ Street Food စီစဉ်ကနေရှောင်းတီးတုံးနဲ့ကြာဆန်ဟင်းကကောင်းကောင်းရတဲ့ဆိုင်လေးကိုမိတ်ဆက်ပေးကြပါမယ်။ဆိုင်လေးကတော့အင်းစိန်ဘီယန်အောင်လမ်းမပေါ်ကပေါတုံးမီးပွိုင်နာမှာရှိတာပါ ုံမဲပေါင်း20ကျော်လောက်ရပေမဲ့သူဆိုင်ရဲ့ရှောက်တီးတုံးတဲ့ဟင်းကားကတော့လူကြိုက်များတာပါဒီဆိုင်လေးကိုရောင်းချလာတာနှစ်ပေါင်း30ကျော်လောက်ရှိပြီဖြစ်ပြီးရှောက်တီးတုံးတပွဲ3ချက်ခေဆိုင်ရှင် NDG အပြုတ်ကလေးကရောင်းချလာတာလို့ဆိုပါတယ် တုတ်တိုင်းမှာအဓိကထဲသွင်းအသုံးပြုရောင်းချတာဟာပဇွန်ကြောင်းမုံနဲ့မြေပဲဆန်တော်ကိုညံ့ညံ့ကြိတ်ထားတဲ့ပဲမုံစစ်စစ်ဖြစ်ပြီးတော့ဒီပဲမုံဟာအတုပ်ဆုံတွေရဲ့ရတာကိုပိုရှိစေတာပါနေ့9နိုင်မှာဆိုင်စတင်ဖွင့်ပြီးဆိုင်ရဲ့အဓိကဖောက်တယ်တွေကတော့လုပ်ငန်းခွင်ကနေပြန်လာကြတဲ့ဝန်ထမ်းတွေပါ ညနေစာထမင်းနဲ့တွဲဖက်စားဖို့ဝယ်ယူကြတာတွေများလို့ပါဆယ်ရောင်းချတာကပိုများပါတယ်။ည7နာရီလောက်ထိရောင်းချပြီးနေ့စဉ်လျှောက်တီးကအလုံးသေးရင်အလုံး30နဲ့ကြီးရင်တော့အလုံး20လောက်ကုန်တယ်လို့ဆိုပါတယ်။ခောက်ဆဲတုပ်၊ကြာဆန်တုပ်၊တူဟုတုပ်တွေကတဝဲအကျပ်400ဖြစ်ပြီးကျန်တဲ့လက်ဖက်တုပ်၊လျှောက်တီးတုပ်၊ပီကြီးငါတုပ်၊ငှက်ဖယ်တုပ်စတာတွေကတော့အကျပ်900ပါ။ ဝဲဆိုရင်လည်းအများကြီးပါဝင်ပါတယ်ဒီတော့ရှောက်တီးတုံးတဲ့ခြာဆန်းဟင်းကားကောင်းကောင်းလေးစားကြည့်ရင်တော့ဒီဆိုင်လေးကိုရောက်သွားနိုင်မှုအတွက်ညှို့ဆူလိုက်ပါတယ်